မင်္ဂလာပါအခုတစ်ခေါက်တင်ဆက်ပေးမှာကတော့လောဘရမျက်ကြီးခြင်းရဲ့အကျိုးဆိုတဲ့ပုံမြင်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ရှေးခါကရွာတရွာမှာလွန်စွာဆင်းရဲတဲ့လင်မယားနှစ်ယောက်ရှိလေတယ်။အဲ့ဒီလင်မယားဆင်းရဲနေတာကို ရခင်ဘဝကတော်ဆက်မှုတဲ့တငယ်ချင်းဟောင်းရုတ်ကစိုးနတ်မင်းမြင်လေတော့တငယ်ချင်းလင်မယားကိုကူညီလိုတဲ့အတွက်တရားမင်းကိုတိုင်းမင်းလေတယ်။တရားမင်းကအခုလိုကူညီဖို့ကိုလက်မခံကြောင်းပြောလေတယ်။လက်မခံရခြင်းအကြောင်းကတော့ သူစင်းရဲလင်မယားဟာအနေထိုင်စင်းရဲတယ်လို့နေထိုင်မှုဟာလည်းစီကံမရှိပဲကုသိုလ်ရေးနဲ့ဘာသာရေးလည်းမလိုက်စားတာမို့တရားမင်းကစီကံမရှိတဲ့လင်မယားကို မကူညီစေလိုတာဖြစ်ပါတယ်။တရားမင်းတားမြစ်နေတော့လဲကုညီလိုစိတ်ပြင်းပြနေတဲ့ရုပ်ကစိုးဟာသူ့ရဲ့တငယ်ချင်းသူစင်းရဲလင်မယားကိုမိမိအစွမ်းစားနဲ့ကုညီဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒီနေ့မှာတော့တငယ်ချင်းဖြစ်သူအိပ်ပျော်နေခိုင်မှာရုပ်ကစိုးကအခုလိုအိမ်မက်ပေးလေတယ်။တငယ်ချင်းထတော့ ရွာရှိဘက်ညောင်မြောင်မြောက်ဖက်ကိုခြေလန်းခုနှစ်လန်းလှန့်လိုက်ရင်ချွေးတလုံးရှိတယ်။တွားတူးချီတော့လို့ဆိုလေတယ်။အိမ်မက်ထဲမှာတငယ်ချင်းကိုရုပ်ကဆိုးဖြစ်မြင်လိုက်ရတဲ့အမျိုးသားဟာဝမ်းသာအားရနဲ့အိမ်မက်ကနိုးရာနဲ့ဇနီးဖြစ်သူကိုနှိုးပြီးရှင်မကြီးထထငါတငယ်ချင်းအောင်အောင်တယောက်ရုပ်ကဆိုးဖြစ်ပြီးငါ့ကိုကူညီဖို့လာတယ်။ကန်ထလို့ဟန်းကြပြီးမိမကြီးရွှေဦးတွားတူးဆိုထထလို့ဆိုလေတယ်။ဇနီးဖြစ်သူဟာရွှေဆိုတဲ့အတန်ကြာတာနဲ့မျက်လုံးကျယ်သွားပြီး ခင်မွန်ဖြစ်သူကိုမေးမြန်းလို့အိမ်မက်အကြောင်းကိုတရားနာထောင်လေတယ်။ခင်မွန်ဖြစ်သူရဲ့အိမ်မက်အကြောင်းကိုကြားသိရပြီးမှတော့ချက်ချင်းပဲရွှေဦးသွားသူရန်ခင်မွန်ဖြစ်သူအားစော်ဩလေတယ်။ဒီလိုနဲ့သူစင်းရဲ့လင်မယားတို့ဟာသူရင်းပေါက်ပြားတွေကင်ပြီးရွှေဦးရှိရာညောင်မင်းစီကိုခြေတက်ခဲ့ကြတယ်။လင်မယားနှစ်ယောက်ရွာရှိဘက်မှာရှိတဲ့ညောင်မင်းကိုရောက်တဲ့အခါရုတ်ကစိုးအိမ်မက်ပေးတဲ့အတိုင်းမြောက်ဘက်ကိုခြေလန်းခွနလန်းလန်းလို့ခင်မုံဖြစ်သူကမြေကိုတူ ဇနီးဖြစ်သူကမြေတွေကိုဖယ်နဲ့တန်းညီလက်ညီတူးလိုက်ရာမကြခင်ချိန်မှာပဲရွှေအိုးကိုတွေ့ပြီးအဲ့ဒီထဲကရွှေပိတ်တာချိန်ခုနှစ်ပိတ်တာကိုရရှိခဲ့တယ်။ရွှေတွေကိုပစိုးကောင်းနဲ့ထုတ်ပြီးအိမ်ပြန်လာလို့အိမ်ရောက်တဲ့အခါခင်မွန်ဖြစ်သူဟာအိမ်ရှိကုပ်ပစ်မှာထိုင်ပြီးဒီလိုစဉ်းစားတယ်။ရွှေတွေတော့ရပြီပြီ။ဒီရွှေတွေကိုမြို့မှာတက်ရောင်းလိုက်ရင်ငွေတွေမများရမယ်။ဒါပေမဲ့ဒီငွေတွေနဲ့ငါမိမနဲ့မတန်မှုထင်နေ။အားတဲ့အိမ်ကမိမကိုထားပြီး ငွေရှိတဲ့အခါတော်တော်လတ်လတ်မိမယူပြီး အလုပ်ကြိုးစားရမယ်လို့တွေးလေတယ်။အဲ့ဒီအချိန်မှာဇနီးဖြစ်သူကလည်းဒီလိုတွေးနေတယ်တဲ့။ဒီယောက်ျားနဲ့ငါဆက်ပေါင်းလို့တော့မဖြစ်ဘူး။ငါ့ကိုလည်းနှိပ်စက်တဲ့ဒီယောက်ျားကိုထားပြီးငွေတွေယူအခြေအနေပြီးရင်တွက်လက်ထမြက်တဲ့အမျိုးသားနဲ့အချောင်းပါနိုင်သေးတယ်လို့တွေးနေတယ်တဲ့။လင်မယားနှစ်အောင်လုံးရဲ့စိတ်ထဲမှာတော့အကောက်ကြံဖောက်ပြန်မှုကိုသာ တွေးနေကြလေတယ်။နောက်တနေ့မနက်မှာတော့ ယောက်ျားဖြစ်သူကမိန်းမဖြစ်သူကို ရှင်းပြဖို့မနေ့ကလိုပဲအိမ်မက်ထမက်ကြောင်ရွှေသွားသူရန်လှည့်ဖျားပြီးတော့ခေါ်လေမိန်းမဖြစ်သူကလည်းယောက်ျားဖြစ်သူကိုအပြောက်ရှင်းမဲ့အကြံနဲ့စားစရာတွေကို အစိတ်ထည့်ပြီးညောင်းမင်းရှိရာလာခဲ့လေမနေ့ကတွင်ထပုံနှံ့အောင်တူးလိုက်တဲ့ခင်မွန်ဖြစ်သူဟာအဲ့ဒီတွင်ကြီးရဲ့မှာဇနီးဖြစ်သူကိုသူ့ရင်းနဲ့ရိုက်တက်ပြီးမြုပ်ပြဖို့ကြံလေတယ်အဲ့ဒီအကြံတိုင်းဇနီးဖြစ်သူကိုမြေဖို့ပြီး အိမ်ကရွှေတွေကိုပြန်ယူဖို့အသွားစနီးတဲ့ပြင်ပေးထားတဲ့အစားအစာတွေကိုအရင်စားလိုက်မရခတ်ထားတဲ့အစိတ်ကြောင့်ညောင်မြင်အောင်မှာပဲအစာအစိတ်တက်ပြီးဆုံးပါရလေတယ်ဒီလိုနဲ့ပဲလောဘရမက်ကြီးကြတဲ့လင်မယားနှစ်ယောက်ဟာညောင်မင်းအောင်မှာပဲခြေလန်းခုနှစ်လန်းအကွာနဲ့အသက်ဆုံးပါသွားကြလေတယ်ပုံမြင်လေးကတော့ဒါပါပဲကွယ်ဒီပုံမြင်လေးကတော့လောဘရမက်ကြီးခြင်းဟာမိမိကိုရောတပားသူကိုပါအကျိုးရောက်စေပြီး အဆုံးသတ်မှာဘသူမှကောင်းကျိုးမဖြစ်ထွန်းစေလိုကြောင်းအသိပညာပေးသွားတာဖြစ်ပါတယ်။ဒီပုံမြင်လေးကနေကလေးတို့အသိပညာဗဟုသုတတွေများစွာရကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။